PPTV ရဲ့တပတ်တွင်းစစ်သတင်းစီစဉ်မှနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းညစ်တွေတွေကမှအောက်တိုဘာ2ရက်နေ့ကနေအောက်တိုဘာ6ရက်နေ့အထိရရှိထားတဲ့စစ်ရေးသတင်းအချို့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဒီတစ်ပတ်မှာလည်းဂျန်ဖတ်စစ်တရဲ့စစ်ရေးတိုးမြင့်မှုတွေစစ်ကြောင်းထုံးမှုတွေကြောင့်နိုင်ငံတော်ဝန်မှာ ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပါရစေ။ စည်ရဲ့အချက်လက်တွေကိုကြည့်မယ်ဆိုရင်ကချင်ပြည်နယ်အတွင်းမှာထိတွေ့တိုက်ပွဲတစ်ချိန်၊စကိုင်းတိုင်းမှာထိတွေ့တိုက်ပွဲ၅ချိန်၊မကွေးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲ၄ချိန်၊မန္တလေးတိုင်းမှာထိတွေ့တိုက်ပွဲတစ်ချိန်၊ရှမ်းပြည်မှာ ထိတွေ့တိုက်ပွဲတစ်ချိန်၊ရခိုင်ပြည်အတွင်းမှာ ထိတွေ့တိုက်ပွဲတစ်ချိန်၊ပဲခူးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲတစ်ချိန်နဲ့ KNB အတွင်းမှာထိတွေ့တိုက်ပွဲတစ်ချိန်တို့ရှိခဲ့တာကိုတွေ့ရှိရပါတယ်။ ကချင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ဖားကံမြို့နယ်လုံခင်းကျေးရွာအုပ်စုငိမ့်ချမ်းတာယာကျေးရွာဘက်ကနေနမ်မမြင့်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြားအောက်တိုဘာ6ရက်မနက်ပိုင်းကနေစတင်ပြီးတော့ညပိုင်းထိတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းအမြစ်တွေကပြောပါရယ်။အကြမ်းဖက်စစ်တပ်ကအင်အားတရာဝင်ခြင်းနဲ့ငိမ့်ချမ်းတာယာကျေးရွာနဲ့မလန်းကျေးရွာအဆက်က ဆန်တော်ဝင်ကုမ္ပဏီဝင်းထဲမှာတက်ဆွဲပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာပါစခိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ရှေးဘုံမြို့နယ်ဇီးကုန်းလေးပြူစောတိရွာမှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့ကင်းစခန်းကို အော်တိုဘာ9ရက်မနက်အစောပိုင်း10:30မိနစ်မှာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင် အကျန်းဖက်စစ်သားနဲ့ပြူနှစ်ဦးသေဆုံးပြီးကြံရှိတဲ့သူတွေစခန်းကိုစွန့်ခွာထွက်ပြေးသွားကြပါတယ်တိုက်ပွဲအတွင်းကနေကာပိုင်အမျိုးသားတနတ်နှစ်လက်ကိုလုံးတနတ်တစ်လက် 7.62G 129တောင်းကာပိုင်ကြီး38တောင်းကိုလုံးကြီး10တောင်းလက်ပစ်ပုံနှလုံးကြည်အိမ်3ခုနဲ့ဖုံးတလုံး30ရရှိခဲ့ပြီးရန်သူကင်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပါကဖာ တိုက်ခိုက်ရေးအဖွဲ့ကဦးဆောင်ပြီးတော့တိုက်နယ်တဲ့2 3 5တို့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာလို့သိရပါဗျ။မန္တလေးမုံရွာလမ်းပေါ်မှာစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ကိုအောက်တိုဘာ၄ရက်ညနေ9:35မိနစ်ခန့်မှာတော်လိုင်းပူပေါင်းတပ်တွေကမိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်က၃ဦးနေရာမှာပဲပွဲချင်းပြီးတိုက်ဆုံခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီးမှာအကျန်းဖတ်စစ်တပ်ကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့သလိုစစ်ကူအင်အားလည်း30ခန့်ထပ်မံရောက်ရှိလာပါတယ်။ရောက်ရှိလာတဲ့စစ်ကူတွေကိုပါထပ်မံပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအနည်းဆုံး10ဦးထပ်မံထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေအထူးကွန်မန်ဒိုတပ်ဖွဲ့မုံရွာသပွိုင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေတက်ခွဲနှင့်ငားမြင့်ဆောင်ကွန်မန်ဒိုဖို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်ရင်လေးတက်ခွဲလေးငါးမြင်းဆောင် teacher force မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်ရင်28တက်ခွဲ3တမိုးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်လေး THG တိုင်ရင်ချင်းတွင်း fighter group တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါရွှေဘုံမြို့နယ်မှာအချမ်းဖတ်စစ်တပ်ရဲ့တပ်မ33လက်အောက်ခံအမှတ်၈စစ်အခြေခံလေးကျင်ရေးတပ်စကတာ ကနေပြီးတော့အင်အား60ခန်းနဲ့ထွက်လာတဲ့အကျန်းဖက်စစ်ကြောင်းကိုအော်တိုဘာ2ရက်မနက်6:30ခန်းမှာတော်လိုင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်မှုပြုလုပ်ခဲ့ကြပါဗါးအဲ့ဒီအကျန်းဖက်စစ်ကြောင်းကရွှေဘုံမြို့တောင်ဘက်မြို့ဂူပရာသာရုံးမှတဆင့်တကနန်းကြေးရွာအတွင်းကိုဝင်ရောက်လာရာတော်လိုင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုအတွင်းအကျန်းဖက်စစ်တပ်က9ဦးသေပြီး10ဦးခန့်ဒဏ်ရာရရှိခဲ့ပါဗါး ဒါအပြင်တက်ကြအဆင့်တအူးနဲ့ပါစာ၃ဦးကိုလည်းအရှင်ဖန်းစီရမိခဲ့သလိုလက်နက်ခဲယမ်းတွေလည်းတင်ဆက်ရရှိခဲ့ပါဗျ။အဲ့ဒီစစ်စင်ရေးကို ရွှေဘိုခရိုင်တက်ရင်15 28 23 26၊ရွှေဘိုခရိုင်အမှတ်၄တက်ရင်ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တောဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့နောင်တန်တိုင်ဂါဂရုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာပါ။ မုံရွာမြို့တာစီလန်းနဲ့အတောအဝိုင်းပတ်မှာအေစီကားတစ်စီးနဲ့ပြည်သူတွေကနှွေညှင့်နေတဲ့အကြမ်းဖက်ရဲတွေကို အောက်တိုဘာ၄ရက်မနက်ပိုင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှုအတွင်းအကြမ်းဖက်ရဲ၄ဦးတေဆုံးခဲ့ပြီးတော့လက်နက်ခဲယမ်းတွေပါတင်ဆဲရရှိခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပါလာဖာနဲ့ចောင်းသားတပ်တော် SAF မုံရခိုင်တည်ရင်နှင့်ခွဲသုံးရွာစော်ကြီးတော်လန်တန်းဘုဒ္ဓလင်မိုဘိုင်းတင်းတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပါမုံရမြို့မှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကို အော်တိုဘာ၂ရက်မှာရော့ကက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကျန်းဖတ်စစ်အုပ်စုဝင်တွေထိခိုက်ဒေဆုံးမှုရှိပြီးရိတ်ခါကိုတောင်နှလုံးမှာပျက်စီးတယ်လို့ချင်းတွင် Rocket Brother CRB အဖွဲ့ကပြောပါတယ် တိုက်ခိုက်မှုအတွင်အရာရှိ9ဦးရိခာခိုးတောင်ဆောင်2ဦးနဲ့တပ်တွင်းမိသားစုဝင်9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုချင်းတွင်ရော့ကတ်ညီနောင်ချင်းတွင်ရော့ကတ်ဘရာသာ CRB ဦးဆောင်ပြီးမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ချုံမိုင်မိုင်ကနီချင်းတွင်ဘရာသာဘူဒလင် Defense Force ဘန်ဒူလာ Defense Force Federal Democratic Force ဘာမာအာမီမုံရခိုင်တိုင်ရင်း14ဘိုလက်ကောက် ရင်းမာပင်ခရိုင်အမှတ်ကိုတည်ရင်တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါမကွေးတိုင်းအတွင်းကတိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်မင်းုံမျိုးကြောက်တိုက်တိုက်နယ်ဈေးရုံမှာတက်ဆွဲထားတဲ့အချမ်းဖတ်စစ်သားတွေတက်ချင်းပြီးပြန်လာခြင်းအင်းအား 60ခန်းပါတဲ့ကားနှစီကိုအောက်တိုဘာ3ရက်ညနေ4:26မိနစ်မှာတော်လိုင်းရေးတပ်တွေက ကြားဖြတ်တိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USBA ကအသိပေးထုတ်ပြန်ခဲ့ပါတယ်ကိတ်ချင်းပြီးပြန်လာတဲ့အကျန်းဖတ်စစ်သားတွေကိုတရက်မြို့နယ်အတွင်းတရက်မင်းတုံလမ်းပိုင်းပဲ့မခန်းရွာလမ်းအရောက်မှာ တော်လန်ရေးတပ်တွေကတိုက်ခတ်ခဲ့တာပါ တိုက်ပွဲက9မိနစ်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သားတွေကကားပေါ်မှာတဲအိတ်တွေကာထားတယ်လို့ဆိုပါတယ်တိုက်ပွဲမှာအကျန်းဖက်စစ်သား2ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မင်းလာမြို့နယ်တရက်မင်းလာလမ်းပိုင်းမှာအကျန်းဖက်စစ်တပ်ရဲ့ကပါစာနှစ်ကရင်းနှန်းတွေကိုအောက်တိုဘာ2ရက်ညနေ4နာရီမှာ တော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USBA ကပြောပါတယ်။ အဲ့ဒီအကျန်းဖတ်ရင်တန်းမှာအင်အား100ဝန်းကျင်ခန့်ပါပြီးတော့စစ်ကား၄စီးနဲ့ဖြတ်တန်းလာစဉ်ပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုအတွင်းအကျန်းဖတ်စစ်သား6ဦးသေဆုံးပြီး73ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်မင်းုံမျိုးနယ်ကနေအလဲချောင်းရဲစခန်းကို လူချင်းမို့အတွက်အင်အား40နီးပါးပါရှိတဲ့အကျန်းဖတ်စစ်ကြောင်းကို ခုံနံရွာအနီးမှာအောက်တိုဘာ9ရက်ကတော်လန်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲက15မိနစ်နီးပါးကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်က ထိခိုက်ဒေဆုံးမှုကိုစုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါရယ်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာအကြမ်းဖက်စစ်ကြောင်းကမင်းတုံမြို့ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါရယ်ဒေါ်လန်ရေးပူပေါင်းအဖွဲ့တွေကအောက်တိုဘာ6ရက်ညနေ6နာရီကျော်မှာအကြမ်းဖက်စစ်တပ်ရဲ့ခါလာရ90တပ်အတွင်ကိုရှော့တိုက်တုံးနှလုံးခံကောမြို့မရဲစခန်းအတွင်ကိုရှော့တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်ထိခိုက်သေးဆုံးမှုတွေရှိနိုင်တယ်လို့ဆိုပါရယ်။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာအချမ်းဖတ်စစ်တပ်ကလည်း120မမလက်လက်ချီဝင်တဲ့ဇဟောရွာဘက်ကိုခုနှစ်လုံးခန့်ပြန်လည်ပစ်ခတ်ခဲ့ပါရယ်။မန္တလေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲအကြောင်းကိုပြောပြပေးပါမယ်။ အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းပြင်ဦးလွင်ကနေမန္တလေးမြို့ကိုရောက်လာပြီးနန်းတွင်တဲကအချမ်းဖတ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အတွင်ရောက်နေစဉ်အောက်တိုဘာ၄ရက်မနက်6:45မိနစ်ခန့်မှာရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအချမ်းဖတ်စစ်သား၃ဦးသေဆုံးပြီးပျက်စီးထားတဲ့ဂိုဒေါင်မီးလောင်ပျက်စီးခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း short tight တုံးတလုံးကလပခရှိပစ္စည်းထားတဲ့ဂိုးတောင်တလုံးကိုထိမှန်က မီးလောင်ပျက်စီးခဲ့ပြီးအကြမ်းဖက်ဆက်သား3ဦးသေဆုံးက4ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒုတိယ short tight တုံးကနန်းတွင်လပခတိုင်းယုံရဲ့အရှိကြောက်စာများရှိတဲ့ရှေးဟောင်းပုံပြတ်သက်ရှိ တလုံးကြောက်ပောက်ခွဲခဲ့တာပါ မစ်ရှင်ကို Brave Warrior for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုဖြင့် No More Dictatorship NMD PDF အဖွဲ့ People Servant Force PSF နဲ့ရန်လာဘုံတပ်ဦးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါရှမ်းပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲအကြောင်းကိုပြောပြပေးပါမယ်။ ပင်လောင်းမြို့နယ်တောင်မဲသိန်းအချေးရွာအနီးမှာအောက်တိုဘာ9ရက်မနက်ပိုင်းကစတင်ပြီးတော့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့စည်ရင်သတင်းရင်းမြစ်တွေကပြောပါရယ်။အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်ဘူပေါင်းတပ်တွေကစစ်ကြောင်းထိုးလာတဲ့အတွက်တော်လန်ရေးတပ်တွေနဲ့အခုလိုတိုက်ပွဲတွေပြင်းထန်နေတာလို့ပြောပါရယ်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုတွေကိုမသိရှိရသေးပါဘူး။ ရခိုင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ရခိုင်ရုံးမအရှိချမ်းတောင်ကုတ်ပဒေါန်ကားလမ်းမပေါ်မှာရှိတဲ့လေးသားတောင်ကိုအောက်တိုဘာ6ရက်မနက်9:00နာရီခန့်မှာအချမ်းဖတ်စစ်တပ်ကစစ်ကြောင်း3ကြောင်းနဲ့ထိုးလာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။လေးသားတောင်မှာအာရခတက်တော် AA ကတက်ဆွဲထားတာဖြစ်ပြီးစစ်ကြောင်းထိုးလာတဲ့အချမ်းဖတ်စစ်တပ်ကထိခိုက်သေးဆုံးမှုများစွာနဲ့ ြန်လည်ဆုတ်ခွာသွားတယ်လို့ဆေးရဲသတင်းအမြင့်တွေကပြောပါရယ်နောက်တစ်ရက်ဖြစ်တဲ့အောက်တိုဘာ9ရက်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းမထိုးတော့ဘဲ drone တွေအသုံးပြုပြီးတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါရယ်ပဲခူးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ် ရွှေချင်းမြို့အခြေဆိုင်အချမ်းဖတ်စစ်တပ်ရဲ့ခမာယာ968တရင်ကို အော်တိုဘာ2ရက်မှာ တော်လိုင်းပူပေါင်းတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာအချမ်းဖတ်စစ်သား2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူတွေကိုအချမ်းဖတ်စစ်တပ်ကစင်ရွာစေးုံကိုတည်ဆောင်သွားပါတယ်။အဲ့ဒီတရင်ကိုတော်လိုင်းတပ်တွေကလက်နက်ကြီးတွေစနိုက်ပါတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်နေကြတယ်လို့သိရပါတယ်။အဲ့ဒီတရင်ကနေအလင်းဝင်ရောက်လာသူ တပ်သားရဲ့ပြောကြားချက်အရာတိုက်ခိုက်မှုတွေမှာတေဆုံးသူတွေကို တရင်အနည်းမှာပဲမြေမြုပ်လိုက်တယ်လို့သိရပါဗျ။တိုက်ခိုက်မှုတွေကို KNL တရင်ခုနှစ်နဲ့ပဲခူးခရိုင်ပါကာဖာလက်နက်ကြီးတပ်ဖွဲ့ကဝလက်နက်ကြီးတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတာပါ။ကရင်နေပြည်တွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ဒီမော့ဆိုနဲ့ဖရူဆိုလမ်းပိုင်းမှာအချမ်းဖတ်စစ်တပ်ရဲ့ရင်နှန်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးကိုဖျက်ဆီးနိုင်ခဲ့ပြီးအရာရှိလို့ယူဆရတဲ့သူတည်ဆုံးခဲ့တယ်လို့ KNDF အမျိုးသားများကာကွယ်ရေးတပ် KNDF ကအောက်တိုဘာ6ရက်မှာအတိပေးထုတ်ပြန်ထားပါတယ်ဒီမော့ဆိုဖရူဆိုလမ်းမကြီးတချောင်းမှာအကျန်းဖတ်စစ်တပ်နဲ့တော်လန်ရေးတပ်တွေအကြားနေစဉ်နေပါတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNDF ကပြောပါရယ်။ ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းရင်းမြစ်တွေကတစင်ရရှိတဲ့တပတ်အတွင်းစစ်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာဒီထက်ပိုမိုတဲ့စစ်ရေးထိတွေ့တိုက်ပွဲတွေရှိနေနိုင်ပါတယ်။ နောက်ပတ်တွင်မှာလည်းတပတ်အတွင်းရရှိတဲ့စီးရဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptv မြန်မာနဲ့ Facebook Page facebook.com/pptv မြန်မာတို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့ခေါ်နောင်ပါ